ဒါနဲ့ငါရမတို့မနေ့ကပြောခဲ့ရဖယားပဲနေရာမှာပွင့်တယ်ဝင်လို့မေးတော့ဒကာရမတွေကဘယ်နဲ့ဖြေကြရှင်းမလားရှင်းပါဖယားပဲနေရာပွင့်ပါလိမ့်ဒီနေရာမှာခမရတို့မဲ့သွင်းရင်လည်းခမရတို့သောတာပန်ဖြစ်တဲ့နေရာလည်းဒီနေရာပဲမှန်ပါပါ သကရာဂံဖြစ်တဲ့နေရာမရှိပါဘူး။အနာဂံဖြစ်တဲ့နေရာမရှိပါဘူး။ယန္တာဖြစ်မဲ့နေရာမရှိပါဘူး။ဒါဖြင့်ဒီနေရာကဝေဒနာပေါ်တိုင်းသာထိုင်ရှုနေ။မှန်ပါဘူး။ဒီဘက်ကတန်တရာအစစ်ကြီးကဘယ်နဲ့နေ။မရှိပါဘူး။ဒါဖြင့်တရားဓမ္မတို့ပရိစ္ဆသမုပ္ပါဒုက္ခစက်ကြီးဆက်နိုင်သေးရဲ့လား။မဆက်နိုင်ပါဘူး။အင်းဘာကြောင့်မဆက်ပါလိမ့်မလို့မေခွန်းထုတ်ရင်တရားဓမ္မတွေပေါ်ဗလား။ပေါ်ပါဘူး။ဝေဒနာကိုအနိစ္စ ရှုတဲ့မဲ့ဝင်လာလို့သံတရာပြတ်သွားတာဖေဟာဥလာဘူးလို့ဝမ်းသာစရာကောင်းကောင်းပါဘူးဖေဟာလည်းပဲနေရာမှာဖေဟာဖြစ်ပါလေပြစ်စေကဗုဒ္ဓာအေးနန္ဒမူလိုင်းနေပါလေမဟုတ်ပါဘူးဝန်းနဲ့မှာပရိစ္ဆသမုပ္ပါကြီးကဝန်းနဲ့တမ်းနေဘူးလားထုံးစံတိုင်းဒီတိုင်းတမ်းနေတဲ့ထဲမှာဒီကြားမှာသူတို့မက်သွင်းကြတာပဲဟုတ်ပါဘူး ရှင်းမလားရှင်းပါဒါကြောင့်ဘောရိဘယ်နဲ့ရွှေပလင်မှာဖရာမဖြစ်ပါဘူးဝေဒနာနဲ့တဏှာကြားမှာဖရာဖြစ်တယ်မှန်ပါဗျာရင်းမိမလားရင်းပါဘယ်နေရာဖရာဖြစ်ပါလိမ့်ဘောရိဘယ်နဲ့ရွှေပလင်ဆိုတော့ဘောရိဘယ်ကယုတ်တရားကြီးပါရွှေပလင်ကလည်းယုတ်တရားကြီးပါအဲ့ဒီပေါ်မှာဖရာမဖြစ်ပါဘူးမြတ်စွာဘုရားဤဝန်းထဲမှာပရိစ္ဆေသမုပ္ပါအစဉ် ဖြတ်သွားတာဒီဝေဒနာနဲ့တဏှာကြားမှာညံဝင်လိုက်တာပဲမှန်ပါပါညံဝင်တဲ့အချိန်မှာသဗ္ဗိတ္တညံဝင်တဲ့အချိန်မှာဝါရတ္တမညံဝင်တဲ့အချိန်မှာဘာဖြစ်ပါလိမ့်မရဖြစ်ပါဘူးဒါဖြင့်ဘောဓိကေမောဟဖြစ်သလားဒကာရမတို့ဝေဒနာနဲ့တဏှာမဆက်မအောင်လုပ်တဲ့နေရာမှာဖျားဖြစ်သလားဝေဒနာနဲ့တဏှာမဆက်မအောင်ဖြစ်ပါဘူးဒါဖြင့်ဒကာရမတို့ဘုန်းကြီးတို့နေတိုင်းဟောနေတဲ့ ဝေဒနာကြော်ပြီးအနိစ္စမြင်အောင်ရှုဒုက္ခဝေဒနာပေါ်လဲဒုက္ခဝေဒနာမရှုနဲ့အနိစ္စကိုရှုဒုက္ခဝေဒနာပေါ်လဲလဲဒုက္ခဝေဒနာမရှုနဲ့ဘာဥပေက္ခဝေဒနာပေါ်လဲရောဒါကြောင့်ပဋိပ္ပံပါဠိတော်ကသမုဒိယဓမ္မနိပါတိဝဝေယဓမ္မနိပါတိဝဝေဒနာသူဝေရတိမင်းတို့ဖြစ်ပြသာရှုကဝေဒနာရှုမနေနဲ့ ရှင်းမလားဘာရှုอ่ะဝေဒနာတော့ဝေဒနာပဲဝေဒနာကိုရှုမနေနဲ့သူအပြက်ကလေးကိုမြင်အောင်ကြည်သဘောကျလားဘာကြည့်อ่ะသူအပြက်ကလေးမြင်အောင်ကြည့်လိုက်တော့ရှေ့ကအပြက်နောက်ကမဲ့ဖြစ်သွားမဲ့ဖြစ်သွားတော့ဒကာဓမ္မတွေဒီနေရာမှာသောတာပန်ဒီတဲ့နေရာပဲကိုဝန်းထဲမှာမဲ့ပေါ်တာဗျအဲ့ဒါကိုဝန်းထဲမှာကိုပေါ်တော့ အိမ်မောပါပေါ်လို့ရှိရင်ဒီအိမ်ကြီးကဘောရီပဲနဲ့ရှူပလင်ပဲသဘောကျအဲ့ဒီပေါ်မှာမဟုတ်ဘူးဝန်းထဲမှာဘုရားဖြစ်တာဝန်းထဲကမက်လာလို့ဝန်းထဲမှာသောတာပန်ဒီတာရှင်းမလားဒါဖြင့်ဒကာရမတို့ဒီတရားတွေကလို့ဆိုလို့ရှိရင်ဖြင့်ဩဝိပဿနာရှိရင်တို့ဘယ်နေရာကထိုင်ရှိရမှာလဲဆိုတာပေါ်သေးဘူးဘယ်နေရာထိုင်ရှိမှာ ဝေဒနာနဲ့တဏှာကြားထဲမှာထိုင်ရှုပါတို့တော့ပဲတဏှာကတော့မရှိတာဧကမှာပဲတို့တော့ဒီကြားထဲမှာရှုရမယ်ဆိုတာကပရိစ္ဆေသမုပ္ပါဒေသနာတော်မှာတန်းပြတဲ့ခါကျတော့ဝေဒနာပြီးတဏှာလာလို့ဒီကြားထဲမှာမဲ့ဝင်အောင်လုပ်ပါလို့ပြောတာဒါကကြွကျင်နာဗလားကျင်နာပါအားလုံးဒကာရမတွေကျင်နာကြလားကျင်နာပါကောင်းပြီဒါဖြင့်ဒကာရမတို့ဒီကဲ့သို့ အခုဒီနေ့တိုးပြလိုက်မှာကဝေဒနာကိုအနိစ္စမြောင်ရှုနိုင်လို့ရှိရင်ဒကာဓမ္မတို့မဲ့မဆိုင်ဘူးလားဆိုင်ပါဘူးမဲ့ဆိုင်နေတဲ့နေ့တပြိုင်တည်းထဲဒကာဓမ္မတို့ဒီသရမရဏဆိုတဲ့ဥစ္စာနည်းနည်းလေးပတ်လိုက်စမ်းအနာဂတ်ဘဝဇေယမရဏဆိုတာဘာပါလဲအနာဂတ်ဘဝရှင်းမင်းဇေယမရဏဆိုတာအနာဂတ်ဘဝသိပြီးမှဖြစ်မှာကိုဗျာ သေပြီးမှဖြစ်မှာဆိုတော့သူဘယ်ဘဝဆိုကြမလဲတဏှာရယ်ဥပါဒံရယ်ကံဒီရယ်ဒီသုံးခုဒီကားလို့ဆိုလို့ရှိရင်ဖြင့်အနာကဘဝအကြောင်းဒါဖြင့်အနာကအကြောင်းက၃ခုအနာကအကျိုးကလည်း၃ခုအနာကအကြောင်းကအနာကအကျိုးကအနာကအကြောင်း၃ခုကိုယနေ့ရှင်းပါ တဏဥပါဒံကရွတ်ကြကြတဲ့ဓမ္မတော့အနာကအကြောင်းမလို့ပါလေဒါအနာကအကြောင်းအနာကဖြစ်ဖွယ်ရတပါးကြဟုတ်လားအနာကအကြောင်းသုံးခုကဘယ်လိုပါလဲမမေ့စေနဲ့နော်ပရိစ္ဆေသမုပ္ပါဒ်မဆုံးသေးဘူးဒကာဓမ္မတို့ဆုံးပြီးတော့လည်းဥပဒနာညာနေအများကြီးတွင်းအောင်ပါဒါကြောင့်နင်းနေနေနေနဲ့ဒကာဓမ္မတွေဆွဲပြီးဟောနေတယ် တတန်လျာလုံးဖြတ်လမ်းမတွေ့ခဲ့တာတကယ်ရွယ်ရင်နေစတွေ့တာတတန်လျာလုံးကတော့ဝေဒနာပစ္စယတဏ္ဍနဲ့သွားတာပဲတဏ္ဍပစ္စယဥပါဒံဥပါဒနာပစ္စယကာမဘောကာမဘောပစ္စယဇာတိပစ္စယအဲတတန်လျာလုံးကတော့ဒီလမ်းကြီးတိုင်းတိုင်းပြေးနေတာပဲဖိုက်ရှမ်းပါရှင်းမလားယခုဆရာဘုန်းကြီးအကူကြီးဖရာအကူကြီးနဲ့ဝေဒနာနဲ့တဏှာကြဖရာပွန့်လိုက်กว่า သောတာပန်ဖြစ်ခြင်းဒီကြထိုင်လိုက်ဟေးတရားကံဖြစ်ခြင်းအနာကံဖြစ်ခြင်းအဲ့ဒါခုမှထိုင်ကောင်းမှန်းသိရတပန်နေရာလုံးဒီနေရာထိုင်ပြီးဒီကာလနေရမယ်လို့သိရလားမသိပါဘူးဒီနေရာနေရှုရမယ်လို့သိရလားမသိပါဘူးအဲ့ဒါကြောင့်တရားဓမ္မတို့ဒီတဲ့တန်တရားတစ်ဆက်သေးသာဆက်နေတယ်မပြတ်ခဲ့ပါဘူးမှန်ပါပါရှင်းမလားရှင်းပါဒါဖြင့်တဏှာဥပါဒံကံတို့ဒီဗါတဲ့ တမင်ညာဆိုလို့မရဘူးအနာကရောင်းလို့ပြောပါရှင်းမလားရှင်းပါလာလကံဖြစ်တဲ့ဇာတိဇရာမရဏကဘာပါလိမ့်ပြန်မေးတယ်ပြန်မေးတယ်ဒကာဓမ္မတို့သေချာမှတ်တာပါတဏှဥပါဒံကံကပါတဲ့အနာကအကြောင်းတရားအဲ့တော့နေရင်းဒကာဓမ္မတွေကတဏှာရဲ့ဥပါဒံရဲ့ကာယကံဝစီကံတွေရဲ့ဆိုတော့အနာကအကြောင်းနေရင်းလို့ မလုပ်ဘူးလားဒါပြန်အကြောင်းလို့ထားပေါ့တရားဆိုင်တို့ဦးလာဘူးလို့အကျိုးပေးမှပေးပါဒါပြန်အနာဂတ်အကျိုးကပါတဲ့ဇာတိဇရာမရဏကြည်ထားပါလေအခုပြတယ်ဘုရားကို အနာဂတ်အကျောင်းကပါတဲ့ရံပြောလို့မရဘူးအေးတဏှာဥပါဒံကံဒါကဘာလို့ အနာကအကြောင်းအဲ့ဒီအနာကအကြောင်းကိုယခုဘဝကလှုပ်ထားရောလှုပ်တာကတည်းကယခုဘဝပဲတို့တော့အနာကတွက်လှုပ်ထားတယ်ရှင်းမလားလှုပ်နေတော့ကလည်းယခုဘဝပါပဲတို့တော့ဘယ်တွက်လှုပ်ထားတာတုံးအနာကအကြောင်းဖြစ်နေလှုပ်ထားတယ်အနာကမှာဇာတိစရာမရဏပေါ်အောင်လို့လှုပ်ထားတာဒါကြောင့်နေတိုင်းဝိပဿနာကျင့်နေတဲ့ပုဂ္ဂိုလ်မှာတဏှာဥပါဒံကံနေနေတိုင်းလှုပ် ဘာအကြောင်းတွေလှုပ်ထားပါလိမ့်အနာကအကြောင်းတွေလှုပ်ထားသည်ဒကာဓမ္မတွေဘာတွေလှုပ်ထားတော့ဩဒီဘဝသုတေသွားတဲ့ခါကြတော့ကို နောက်ဘဝအနာကအကျိုးဒုက္ခသစ္စာသုံးခုရအောင်လို့လှုပ်ထားတာဘာရအောင်လှုပ်ထားပါလိမ့်ဘာဒုက္ခသစ္စာအကျိုးသုံးခုရအောင်လို့ဒကာဓမ္မတွေလှုပ်မထားဘူးလားရှင်းမလား အဲ့ဒါဒီဘယ်ဘဝကလောက်တာတုံးဆိုရယခုပြစ္ဆုတ်ပံဘဝကလောက်တယ်ဒါပြစ္ဆုတ်ပံဘဝရှင်းမလားဒါဘယ်ဘဝပါလိမ့်ယခုပြစ္ဆုတ်ပံဘဝဒီသုံးခုကတို့တော့ဘယ်အတွက်လောက်ထားတာပါလိမ့်အနာကအတွက်လောက်ထားလို့အနာကအကြောင်းဖြစ်ရလောက်တာကတော့ဖြင့်ယခုပြစ္ဆုတ်ပံဘဝပဲဘယ်အတွက်လောက်ထားတာတော့ဒါပြန်သူအနာကအကြောင်း တဏှာဥပါဒံကံတွေကိုဘာအကြောင်းဆိုကြမလဲ